အင်္ဂလန်အသင်းဟာလဗီယာအသင်းကို၅ဂိုးဂိုးမရှိနဲ့ဂိုးပြတ်အနိုင်ရပြီးအုပ်စုတွင်ယာနိုးပြေနိုင်ဝင်နဲ့2026ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ဖြစ်ပါတယ်ဒီဘက်မှာအင်္ဂလန်အသင်းအတွက်အသင်းကိုယ်တွေကိုအသင်းကောင်းဆောင်ဟာရီကိန်းက၂ဂိုး ဂေါ်ဒွန်အီဇီနဲ့လဗီးယားကစားသမားကကိုးကိုသွင်းခဲ့တာပါအင်္ဂလန်အသင်းဟာလဗီးယားအသင်းကိုအနိုင်ရခဲ့တာကြောင့်အုပ်စုတွေပွဲစဉ်6ပွဲကစားပြီးမှဂျာနိုပြည်နိုင်ပွဲနဲ့ဒုတိယနေရာရပ်တည်နေတယ်အယ်ဘေးနီးယားအသင်းကို9မက်ဖြတ်ကဦးဆောင်နိုင်ခဲ့ပါတယ်အဲဒါကြောင့်ခြေစစ်ပွဲတွေမှာ ပေးကိုပေးရခြင်းမရှိသေးတဲ့အင်္ဂလန်အသင်းဟာ2026ကမ္ဘာ့ဝလားပြိုင်ပွဲရှင်ပြိုင်ဖို့လက်မှတ်ရရှိသွားခဲ့ဖြစ်ပါတယ်အင်္ဂလန်အသင်းကြီးပြတူချေကအလွန်ကောင်းမွန်တဲ့စွမ်းဆောင်ဝင်နဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ပွဲပြီး IDB နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။လူချက်ကခန်းစားချက်ကအလွန်ကွာခြားပြီးဘာလို့လဲဆိုရင်ဒါကအမေရိကကိုသွားဖို့ကျွန်တော်တို့ရဲ့အိမ်မက်ဖြစ်ပြီးအခုချိန်မှာတော့နောက်ထပ်ကောင်းမွန်တဲ့ဆွမ်းဆောင်ရည်ကောင်းမွန်တဲ့ရလက်တွေနဲ့ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်အလွန်ပျော်ရွှင်ပါတယ်။ကျွန်တော်တို့ကပွဲတွေကိုကြီးစိုးနိုင်ခဲ့ပြီးအောင်မြင်မှုတွေရဖို့စားလောင်နေပါတယ်။ကျွန်တော်တို့ကတစင်မီတစင်နဲ့ကဘာပလားပြိုင်ပွဲကိုရှင်ပြိုင်ဖို့ရောက်ရှိသွားပြီလို့ပြောခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာနီးပြတူဆက်လက်ထက်ကစားထားတဲ့ရှစ်ပွဲမှာခုနှစ်ပွဲအနိုင်ရခဲ့ပြီးတပွဲသာအရေးနေခဲ့ကအရေးနေခဲ့တဲ့စီနီဂေါတင်းတဲ့ခြေစမ်းပွဲတစ်ပွဲတည်းသာပေးကိုခွင့်ပြုခဲ့ရတာပါအင်္ဂလန်အသင်းဟာနိုဝင်ဘာလမှာ96ကမ္ဘာပလားခြေစစ်ပွဲ နောက်ဆုံးနှစ်ပွဲဖြစ်စာဗီယာအယ်ဘေးနီးယားအသင်းတို့နဲ့ရှင်ပြန်ရမှာဖြစ်ပြီးခြေစစ်ပွဲကိုရာနှုတ်ပြေနိုင်ဝဲနဲ့အဆုံးသတ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်